ပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါရှေ့အနေထားမှာတော့လက်ရှိအနေထားမှာတက်မတော်အနေနဲ့တက်မတော်အနေနဲ့နေရာဒေသတော်တော်များများပါနော်တချိန်လုံးကနတ်နကန်အုပ်စုတွေအဲကြီးစိုးခဲ့တဲ့နေရာဒေသတော်တော်များများကိုတက်မတော်ကပြန်လည်သိမ့်ပိုက်နေရတွေ့ရတာအလုံးသိတဲ့အတိုင်းပဲအလုံးမြင်တဲ့အတိုင်းပဲနော်မြင်တဲ့အတိုင်းပဲအဲ့တော့တက်မတော်ပြန်လည်သိမ့်ပိုက်နေတဲ့အခါမှာဘာဖြစ်လဲဆိုတော့တက်မတော်ရဲ့ထိုးစစ်တွေတက်မတော်ရဲ့တိုက်စစ်တွေတော်တော်များများကို ဒီဟလာထားပါတော့ဒါအားလုံးသိတဲ့နာမည်တွေပြောရရင် TNL လေးတို့ MNDA တို့ဒီအဖွဲ့တွေနောက် PDF တို့ဘလုံးမခုခံနိုင်တာမရှိဘူးမခုခံနိုင်ဘူးလို့ပြောရအောင်မခုခံနိုင်တက်မလို့တပြေးပြေးတက်လာတက်လာဒါပေမဲ့တက်မလို့ကဘာလဲဆိုတော့တစ်ဖက်မှာစစ်တိုက်နေတယ်လို့တစ်ဖက်မှာလည်းငြင်းညာရင်းနဲ့ဟလာနေုံမင်းတို့ဒီနေရာကိုငါတို့စစ်မတိုက်ချင်ဘူးဆိုမင်းတို့ဒီနေရာကနေမင်းတို့ဟိုတတ်မှတ်ပေးတဲ့နေရာမင်းတို့မင်းတို့တော့ဒါမျိုးပေါ့နော်။အခုကြောင်မဲ့တီဘောကြောင်မဲ့တီဘောကိုလည်းသူပြောတယ်။လာရှိုးကိုတက်မတော်ကပြန်ရပြီးတဲ့အချိန်မှာ ပြောတယ်။ကြောင်မင်းရဲ့တီဘောကိုကြောင်မင်းရဲ့တီဘောကနေမင်းတို့ DNA လေးခွာပေးရမယ်လို့ပြောတယ်။မခွာပေးဘူးမပေးဘူးလို့ပြောတယ်။တိုက်ယူလိုက်တယ်။ကျွန်တော်တို့ပြောရရင် last show ကလည်းပြောရရင်ဒီလိုပဲ last show မှာတော့ပြောရင်ပြောရရင်ဒီ MNDA ထင်တယ်ဗျ။ last show မှာတော့တက်ကကြိတ်တော့မှာကြိတ်ရင်ပြောရရင်ဒီ last show မျိုးကြီးတစ်ခုလုံးကအတိတ်ကနေပြန်တိဆောက်ရတဲ့သဘောကြီးဖြစ်သွားမယ်။ဒါမှမဟုတ်တက်ကပြောတာမင်းတို့တွေဒီနေရာနေခွာပြည်သူလူထုတွေဟဲ့လားအေးချမ်းသာနေလို့ပြည်သူတွေနေပါစေ။မင်းတို့ဒီကခွာပြီးဆို MNDA ရောဆုတ်သွားတယ်။ TNL လေးကြတော့ဒီလိုမဟုတ်ဘူး။ သူကအဓိကအပြင်ဟိုတိဆောက်တာတဲ့ဆိုင်ဖြက်စည်းဘက်ကိုပို့ပြီးတော့အာတန်တယ်။ဥပဆိုရင်ကျွန်တော်တို့ဒီနေ့သတင်းတွေကြည့်တာလည်းဆိုလို့ရှိရင်ထားပါတော့ဒီခုနေ့မှာမိုးကုတ်မှာရှိတဲ့ခေါက်ခွဲမှာသူဗရမများတွေတူးထားတာကျင်းနေချိုင်းနေဖြစ်နေ။အဲ့တော့ TNL ရဲ့လုံဆောင်ချက်နဲ့ခံယူချက်ဟာပြောရရင်ကိုကျိုးစည်းဘွားအတွက်လက်နက်ကင်ထားတယ်လို့တော့ကျွန်တော်တို့ဒီလိုသုံးသပ်လို့ရတယ်။ဒါတွေကကျွန်တော်တို့ကသုံးသပ်တာပါ။သူတို့ကကျွန်တော်တို့ကအမုန်းစကားပြောနေတာမဟုတ်ဘူး။ကျွန်တော်တို့မြင်နေတဲ့ဟာတွေကိုပြောတာ။ကြောင်မဲကနေ TNL တွေဆုတ်သွားတယ်။ကြောင်မဲမျိုးကိုမိရှို့သွားတယ်။ ဟိုတီဘောကနေဆုတ်သွားတယ်တီဘောမျိုးကိုမိရှို့သွားတယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တယောက်နဲ့တယောက်ကြားမှာနိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့ပြည်သူတွေရဲ့တည်ရှိမှုပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုတော့အခုလိုမျိုးမိရှို့တာတို့ဖျက်ဆီးတာတို့လုပ်လို့မရဘူးမလုပ်သင့်ဘူးကျွန်တော်တို့ပြောချင်တာနော်မလုပ်သင့်ဘူးအဲ့တော့လက်ရှိအနေအထားမှာဘာဖြစ်လဲဆိုတော့တက်ကကြားမှာအောင်မွေးတွေအောင်မွေးတွေဆင့်နေတယ်ရှမ်းမြောက်မှာ အောင်မွေးတွေဆင့်နေတယ်ရခိုင်ကိုလည်း ကျွန်တော်ထင်တာတော့တိတ်မကြတော့ဘူးလို့ကျွန်တော်ထင်တယ်။အဲ့လိုပဲတစ်ဖက်မှာ ဖြည်းဖြည်းနဲ့မှန်မှန်လေးတက်နေတာကကရင်ပြည်နယ်။ကရင်ပြည်နယ်ကိုဖြည်းဖြည်းနဲ့မှန်မှန်လေးထိုးသိစေနေရ။ကျွန်တော်သတင်းတစ်ပုဒ်ကိုဖတ်ပြမယ်။ KNU KNL နဲ့ PDF များထိန်းချုပ်ခဲ့သည်တဲ့။လေးကဲကော်ဒေသမှာရှိတဲ့ရှုကင်းသာနဲ့ဆွေရကုန်းစခန်းတို့ကိုတက်မတော်ကပြန်လည်ထိန်းချုပ်တဲ့။ကရင်ပြည်နယ်ထိုးစစ်ကနော်ဖြည်းဖြည်းနဲ့မှန်မှန်လေးသွားနေတာ။ဖြည်းဖြည်းနဲ့မှန်မှန်လေးသွားနေတာ။အဲ့တော့တက်မတော်ကဘာဖြစ်လဲဆိုတော့တစ်ချိန်နဲ့တစ်ပြိုင်နဲ့မှာ တစ်ချိန်တည်းတစ်ပြိုင်တည်းမှာဒေတာ၅ခုလောက်ကိုစစ်စင်ရေးတစ်ပြိုင်တည်းဝင်နေခင်ဗျားစဉ်းစားကြည့်နော်အဲ့ဒေတာ၅ခုလောက်မှာခုခံနေတဲ့အဖွဲ့တွေကသူတို့တွေကလည်းစောက်ကျင်ဖွဲ့တွေမဟုတ်ဥမာအပြင်မာဝီဥဆောင်တဲ့ဟုတ်လားဒီကရားပြည်နယ်အဖွဲ့ဆိုလေဒီကောင်တွေလည်းတိုက်ရိုက်ခိုက်ရရှိတဲ့အဖွဲ့တွေပဲဒီဘက်မှာ TNL အဖွဲ့ဆိုလို့ရှိရင်လည်းတိုက်ရိုက်ခိုက်ရရှိတဲ့အဖွဲ့တွေပဲဒီဘက်မှာ KNU KNL အဖွဲ့တွေလို့ဆိုလည်းတိုက်ရိုက်ခိုက်ရရှိတဲ့အဖွဲ့တွေပဲ ဒီကောင်တွေလည်းပြောရလို့ရှိရင်တကယ်စစ်ပွဲတွေတိုက်ခဲ့တဲ့သူတွေပဲဒါပေမဲ့အဲ့ဒီလူအဖွဲအဖွဲတွေမှာရှိတဲ့ဟလာအဲ့ဒီလူအဖွဲတွေတောင်တက်မတော်ရဲ့ထိုးစစ်တွေကိုပြန်မခုခံနိုင်ဘူးဆိုတော့ခမတက်ကဘယ်လောက်အထိဘယ်လိုခေါ်မလဲဆွမ်းဆောင်ရည်တွေဘယ်လောက်ထုတ်ပြနေလဲဆိုတော့ခမတို့သိချာကြည့်အဲ့ဒါကိုမြင်အောင်ကြည့်တက်မတော်ဟာတာမန်ဘိန်းစားတွေကိုတိုက်နေတာမဟုတ်ဘူးတကယ်တရားနယ်လေးဆိုတော့လေတကယ်တိုက်ရိုက်ခိုင်းရရှိတဲ့ကောင်တွေပါကျွန်တော်တို့ဒါတော့ပြောရလိမ့်မယ် KNU KNL ဆိုတာလေတကယ့်ကိုနှစ်ပေါင်းဟလားနှစ်ပေါင်း80လောက်တက်မတော်နဲ့စစ်တိုက်ခဲ့တဲ့အုပ်စုတွေပဲဟိုဘက်မှာရှိတယ်ဟလားကြားဆိုလေဒီလိုပဲဒီအုပ်စုတွေကိုဒီလိုအုပ်စုတွေရှိတဲ့နေရာဒီဒီအွန်င်းနေကိုစခန်းနေကိုထိုးစစ်ပေါ့နော်တက်မတော်ရဲ့ထိုးစစ်ဟိုပြောရလို့ရှိရင်၄နေရာလောက်ဖွင့်ပြီးတိုင်းပြည်လုံးခြုံငုံပြီးတိုက်နေရတာခင်ဗျားစဉ်းစားကြည့်တက်မတော်ရဲ့တိုက်စွမ်းရေးဟာဘလောက်ထိပြောင်ပြောင်လဲဆိုတာခင်ဗျားစဉ်းစားကြည့် ီတိုက်ပွဲတွေကိုခင်ဗျားတို့ကျွန်တော်တို့သတင်းသမားတွေပဲစောင့်ကြည့်ကြတာမဟုတ်ဘူး no ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်ထိုင်းစင်ကာပူမလေးရှားအင်ဒိုနီးရှားအကုန်စောင့်ကြည့်နေတာမြမတက်မတော်ရဲ့တိုက်စွမ်းကြီးကဘာလဲကွာထိုင်ကြည့်နေတာထိုင်ကြည့်နေတာခင်ဗျားဟိုဘက်က PDF တို့ဘာလို့ဆိုရလဲတကယ်ယူနီဖောင်းနဲ့တကယ်လက်နက်နဲ့ဟဟလားတကယ်ကိုပြောရရင်ဟိုစနစ်ကြဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေအဲ့ဒီလိုအဖွဲ့တွေကိုတက်မတော်က ဘယ်လိုထိုးစစ်တွေဆင်နေလဲဘယ်လိုမာဗျာနဲ့တိုက်ခိုက်နေလဲဆိုတော့နိုင်ငံဘောင်းဆောင်ကထိုင်ကြည့်နေတာအဲ့ဒီစစ်ပွဲတွေမှာအောင်မြင်နေတာလဲပါတယ်လက်ရှိနိုင်ငံတော်အစိုးရကိုကဘာကပြန်ပြီးအတိမတ်ပြုလာတယ်ဆိုတာခမစင်သားကြီးအချိန်နေတည့်တည်းမဟုတ်ဘူးအချိန်နေတည့်တည်းမဟုတ်ဘူးပါတီကလက်ဆွဲခေါ်လို့ဘယ်နိုင်ငံလက်ဆွဲခေါ်လို့မဟုတ်ဘူးကိုယ်တိုင်လဲယုံထမှုတွေလုပ်ခဲ့ရတယ်ကျွန်တော်ပြောချင်တာနော်ကိုယ်တိုင်လဲလုံယုံထမှုတွေလုပ်ခဲ့ရတယ်အဲ့တော့ကျွန်တော်ဒီသတင်းကိုကျွန်တော်ဖတ်ပြမယ် KNU KNL ထိချုပ်ထားတယ်တဲ့။ဓာတ်ရင်ထိချုပ်ခဲ့တဲ့၄ကေကော်ဒေသမှာရှိတဲ့ရှုခင်းသာနဲ့ဆွေတော်ကုန်းစခန်းတို့ကိုတက်မတော်ကပြန်လည်ထိချုပ်တယ်တဲ့။ KNU KNL နဲ့ PDM များယာယီစိုးမိုးထိချုပ်ထားတဲ့လေကေကော်ဒေတာမှာရှိတဲ့ရှုကင်းသာနဲ့ဆွဲတော်ကုန်းစခန်းတို့အားတက်မတော်ကပြန်လည်ထိရောက်ခဲ့ကြောင်းသိရတယ်။တက်မတော်စစ်ကြောင်းများအနေဖြင့်ဆက်လက်တိုက်စစ်အချိန်ယုံဖြင့်စစ်ဆင်မှုပြုလုပ်ခဲ့ရာ2024ခုနှစ် KNL နဲ့ PDF များထိချုပ်ခဲ့သည့်ရှုကင်းသာစခန်းအောက်တိုဘာ18ရက်တွင်၎င်း point 139ခုရှိဆွေတော်စခန်းကုန်းအားအောက်တိုဘာ16ရက်တွင်၎င်းအစဉ်အဆက်သိမ့်ပိုက်နိုင်ခဲ့ပြီးနေဆက်ဒေတာတစ်ချောင်းမှရှိတဲ့အဓိကအချက်ကြကြသည့်နေရာများအားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့်နေဆက်ဒေတာတစ်ချောင်းတက်မတော်စစ်ကြောင်းများကဆက်လက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရတယ်တဲ့ထို့သောတိုက်ခိုက်သိမ့်ပိုက်စဉ်မြန်မာထိုင်းနေဆက်အနီးမှရှိတဲ့နာမည်ဆိုးဖြင့်ကြော်ကြားတဲ့ KK ဘက်ကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းတက်မတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းခဲ့ကြောင်းသိရတယ်တိုက်ပွဲစဉ်တစ်ချောင်းမှာတောင်းကျမ်းသူများနှင့်တိုက်ပွဲ တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းများတင်းစီရမိခဲ့တယ်လို့ KK Pack အတွင်းမှထူးခြားလက္ခဏာမတွေ့တော့လဲတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်ချက်ရည်ရွယ်ချက်နဲ့တက်ဆင်ထားတဲ့ Starlink စလောင်း30စုံနဲ့ဆက်ဆက်ပစ္စည်းများအားတင်းစီရမိခဲ့သည့်အပြင်စောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး2ထပ်တိုက်100လုံး၄ထပ်တိုက်20လုံးနဲ့9ထပ်တိုက်1လုံးတစ်ထပ်တိုက်ဈေးဆိုင်က20လုံး နှစ်ထပ်တိုက်ဈေးဆိုင်က30လုံးတစ်ထပ်တိုက်9015လုံးနှစ်ထပ်တိုက်9020လုံး၄ထပ်တိုက်9010လုံးစောက်လုံးစေးနှစ်ထပ်တိုက်21လုံး3ထပ်တိုက်10လုံး၄ထပ်တိုက်9လုံး5ထပ်တိုက်9လုံးတစ်ထပ်တိုက်စေးပေကန်နှစ်ခန်းတို့ကိုတွေ့ရှိခဲ့ပြီးအဆိုပါအဆောင်အုံများအတွင်မှအလုသမာအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးကြား68ဦးစုစုပေါင်း2198ဦးတို့ဟာတွေ့ရှိခဲ့ကြောင်းသိရတယ် အဆိုပါ KK Pack ဝင်အတွင်းမှာရှိတဲ့အဆောင်အုံများဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရ၏တရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နှင့်ခီးသွွာလာရေး၏ဆောက်လုပ်ခွင့်ခွင့်ပြုမိတ်များနဲ့ပတ်သက်၍တရားဝင်ဆိုင်ရာဆိုင်ရာများစစ်ဆေးတွေးရှိခြင်းမရှိသဖြင့်တပ်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရာတွင်လည်းလာရောက်ခဲ့ခြင်းမရှိသည့်အတွက်လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကိုလုံထုံးလုံနည်းများနဲ့အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရတယ် KNU KNL တောင်းချမ်းသူများအနေဖြင့် NCA ကိုဖျက်ဆီးလိုသည့်ယူရချက်ဖြင့်ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်လေးကေကောဒေသတဝိုက်အခြေပြုပြီးတော့အစိုးရအုပ်ချုပ်ရေးရန်နေရာများပျက်စီးစေရန်နှင့်၎င်းတို့၏အိမ်မက်ဖြစ်တဲ့တီးကြလွတ်လပ်သောကော်တူလေးပြည်နယ်နှင့်ကော်တူလေးအစိုးရထူထောင်ရန်အတွက်2022ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်နိုင်ငံရေးဖြစ်စဉ်များကြောင့်နေသက်ဒေသများသို့ထွက်ပြေးတိတ်ရှောင်လာကြသူများကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်မှလက်ခံထိန်းသိမ်းပြီးပြည်ပနိုင်ငံကြီးအချို့၏ငွေကြေးထောက်ပံ့မှုများ ဒေတာတွင်ကြားဖြန့်အပါဝင်တရားမဝင်လုပ်ငန်းများမှရရှိသည့်ငွေကြေးများကိုလက်ခံရယူပြီးအကြမ်းဖက်သင်တန်းများတင်ကြားပို့ချကာလက်နက်များတပ်ဆင်ပေးပြီးရှေ့ကတပ်အဖြစ်အသုံးချ၍ကရင်ပြည်နယ်အတွင်းရှိတပ်မတော်မှစစ်စင်ရေးနှင့်နယ်မြေစိုးမိုးရေးဆောင်ရွက်နေသည့်တပ်စခန်းများအပါဝင်တင်ကန်းညီအောင်နှင့်မြောက်ရီဒေသရှိနယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့်တပ်စခန်းများအင်အားအလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရတယ် ထို့ကြောင့်တပ်မတော်ကအဆိုပါတောင်းကျမ်းသူများခိတ္တဆုံးမထားတဲ့တပ်စခန်းများနဲ့မြို့ရွာများပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတင်ငန်းကြီးနောင်တပ်နယ်အား2025ခုနှစ်စက်တင်ဘာ6ရက်တွင်ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းကြီးနောင်မြောက်ရီအာရှလမ်းမကြီးအားပြန်လည်ထိန်းချုပ်နိုင်ကြအောင်သိရတယ်။ဆက်လက်၍တပ်မတော်စစ်ကြောင်းများကမြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်မြန်မာနယ်နိမိတ်အတွင်းမှာ KNL နှင့် PDF တောင်းကျမ်းသူများခိုအောင်မှုမရှိစေရေးနာမည်ဆိုးဖြင့်ကြော်ကြားနေသည့်မြန်မာထိုင်းနယ်စပ်တစ်လျှောက်မြန်မာဗတ်ချန်းတို့ တရားမွင်နိုင်ငံသားများနေဆက်ဖြတ်ကျော်ဝင်ရောက်ခါတရားမွင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်လောင်းကစားမှုနှိမ့်နှင်းရေးအတွက်လိုအပ်သည့်အကြံဖတ်ချေမှုန်းမှုစစ်စင်ရေးများကိုဆက်လက်ဆောင်ရွက်ခဲ့ရာတောင်းကျမ်းသူများခိုအောင်နေသည့်လက်ခတ်တောင်ဖျားကုန်းနှင့်ပတ်ဝန်းကျင်ဒေသတဝိုက်အားစက်တင်ဘာ9ရက်တွင်၎င်းဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ2015ခုနှစ်တွင်ဒေသခံတိုက်ပွဲဆောင်ပြည်သူများအတွက်စောက်လုပ်ပေးခဲ့သည့်၄ကေကော်မြို့တည်အား စစ်ကြောင်းများခွဲ၍အစစ်အစင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအောက်တိုဘာ9ရက်တွင်အဆိုပါ၄ကီကောမြို့သစ်အားပြန်လည်ထိန်းချုပ်နိုင်ရကြောင်းသိရတယ်တဲ့အဆိုပါမြို့သစ်တွင်ရခင်ဆောက်လုပ်ပြီးကသာဒေသခံတိုက်ပွဲဆောင်တိုင်းရင်းသားပြည်သူများနေထိုင်ကြတော့လဲ2023ခုနှစ်နောက်ပိုင်း KNL နှင့် PDF တောင်းချမ်းသူများကအဆိုပါဒေသခံတိုင်းရင်းသားများကိုမောင်းထုတ်လျက်အကြမ်းဖက်အုပ်စုနှင့်၎င်းတို့၏မိသားစုဝင်များတရားမဝင်သိမ်းပိုက်ဝင်ရောက်နေထိုင်ခဲ့သည့်နေရာဖြစ်ကြောင်းလည်းသိရတယ်။မချင်းသားကြီး ပြီးခဲ့တဲ့2021 22လောက်ပါဗော။အဲ၄ဂီကောင်မှာတကယ်ကိုဟလာ။ဟိုဘယ်လိုခေါ်မလဲ။အကျန်းဖက်ဒီအားလုံးရဲ့အခြေပြုရာစကိုင်းဖြစ်နေ၄ဂီကောင်ဒီက။အဲတုန်းကပြောကြတာဟာတက်မရောမတိုက်နိုင်ဘူးလားဘာလားညာလား။အဲ့ဒီအချိန်လောက်တည်တဲကလက်ရှိတက်မရောအကြီးကြီးတွေကဝူးရှူမလို့။အားလုံးကိုတီတီငင်ငင်နဲ့တီတီငင်ငင်နဲ့လှုပ်တာ။တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တာကလက်ရှိအနေထားမှာတက်မရောအနေနဲ့ကတော့မှန်တယ်။ဒီတိုင်းရင်းသားလက်နက်ကင်တွေသူတို့ ဟိုဘယ်လိုခေါ်မလဲခွင့်ပြုထားတယ်ပေါ့နော်သူတို့အတိအမှတ်ပြုထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေကိုတော့အမြင့်ပြတ်ပါစေกว่าဆိုပြီးတော့ခြေမုံးမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကုနာပြောသလိုဒီ NCA လမ်းကြောင်းကနေပြီးတော့ဘယ်လိုခေါ်မလဲဒီငိမ့်ချမ်းတဲ့နီးနေတော့ကိုဒေသကိုမင်းတို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်လို့ရတယ်ဟာလားမလို့သွားခြင်းနဲ့ဟလာဘလို့ခေါ်မလဲဖက်ဒရယ်ဆိုလဲဖက်ဒရယ်ပုံစံမျိုးအားလုံးလက်ခံတဲ့ပုံစံမျိုးဥပဒေဘောင်တွင်းကနေသွားဖို့ရတယ်ဆိုတော့ပုံစံမျိုးနဲ့တော့ဆက်ပြီးတော့စီယုံသွင်းသွင်းမှုတွေတော့လုပ်နေအောင်ပါပဲ ဒါမှမဟုတ်တချို့ဟုတ်လားစိတ်မရှိနိုင်တဲ့ပြည်သူတွေရှိတယ်တိမခံနိုင်တဲ့ပြည်သူတွေရှိတယ်ဒီပြည်သူတွေကတော့ပြောရရင်ဒီအကြံဖက်အုပ်စုတွေရထားပါတော့အခုဟုတ်လား KIO စကန်းနေနောက်ပြီးတော့ဟုတ်လား KIO ဌာနချုပ်တွေအဲဒါတွေတော်တော်များများကိုအပြတ်ချိန်မုံစီခြင်းနေကြတယ်လည်းရှိတယ်နော်ရှိတယ်ဆိုတော့ဒါတွေကြားမှာတော့ကျွန်တော်တို့ဒီနိုင်ငံတော်အကြီးအကဲနိုင်ငံတော်ခေါင်းဆောင်တွေအနေနဲ့ဘယ်လိုဖြည့်ရှင်းဘယ်လိုဆောင်ရွက်အဲဘယ်လိုမျိုး online လုပ်မလဲဆိုတော့ကျွန်တော်တို့ကဒါတွေရောစောင့်ကြည့်ရမှာပေါ့နော်စောင့်ကြည့်ရမှာဒါပေမဲ့လက်ရှိအနေထားမှာက ဟလာဒီနိုင်ငံတော်မှာရှိတဲ့နိုင်ငံတော်ခေါင်းဆောင်တွေအနေနဲ့ကတော့ဒီစစ်ပွဲတွေပဲတိုက်နေရတာမဟုတ်ဘူးဖွမျိုးတုတ်တဲ့ရေးစီးပွားရေးဟလာကျမ်းမာရေးပညာရေးဒါတွေအတွက်လည်းသူတို့လုပ်နေရတယ်ရှိတယ်အဲ့တော့သူတို့အနေနဲ့ကတော့ပြောရရင်တော့ငင်းချမ်းတဲ့နီးကိုသာရွေးချယ်လိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်ရတယ်တစ်ဖက်မှာငင်းချမ်းတဲ့နီးနဲ့ပြောလို့မရပြောရတော့ဗျာကျွန်တော်တို့စကားပုံတစ်ခုလို့ပေါ့စကားတော့ချူချူသာသာပြောတယ်လက်ထဲမှာငါလက်ထဲမှာဒုတ်ကြီးကြီးကင်ထားရဲဆိုရလဲမင်းတို့တီးဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးတော့သွားလိုက်မယ်အခုဆိုလို့ရှိရင်တက်မလို့အနေနဲ့ကတချို့ဒေတာတွေကို စကားမပြောတော့စကားပြောတော့ပြီးသွားပြီဒုံကြီးကြီးနဲ့လိုက်ရိုက်တဲ့အဆင်ဖြစ်နေလိုက်ရိုက်တဲ့အဆင်ဖြစ်နေတချိန်လုံးကစကားပြောခဲ့တယ်အေးဟုတ်ပြီမင်းတို့ဒီနေရာထွက်ဟာလာဒီ NCA ကိုလာခဲ့ NCA မှာဆွေးနွေးမယ်ဒါမျိုးပြောတာပေါ့နော်ဒါတချိန်လုံးကအဲ့လိုစကားပြောတာတွေကလက်ရှိအနေထားမှာပြီးသွားပြီတော့ဒုံကြီးကြီးနဲ့ရိုက်တဲ့အဆင်ရောက်လာတယ်ဒုံကြီးကြီးနဲ့ရိုက်တဲ့အဆင်ရောက်ပြီးတော့တွေ့လားငါတို့ရှိမှရှိတယ်မင်းတို့ဒါကို့ညီကိုမောင်နှမချင်းသားချင်းတွေကို့တိုင်းရင်းသားတွေမလို့ငါတို့ကမလုတ်ချင်လို့ဟာလာမင်းတို့ပြောနေတာမလုတ်နိုင်လို့မဟုတ်ဘူး တက်မတော်အနေနဲ့မလုံနိုင်ဘူးဆိုတာဘာမှမရှိဘူးဒါပေမဲ့ရေရှိမှအမုန်းတရားတွေဖြစ်သွားမဲ့အလုပ်ကိုတော့တက်မတော်အနေနဲ့ဘလို့မှမလုပ်ဘူးဆိုတဲ့သတင်းစကားကိုပေးနေတာပေးနေတာကျွန်တော်ပြောချင်တာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟလာပြောရရင်တော့ဒီတိုင်းပြည်ပြန်လဲငြိမ်းချမ်းဖို့အတွက်ကစစ်ပွဲတွေနဲ့တော့ဘလို့မှအဆုံးဖြတ်ပေးမှာမဟုတ်ဒီတိုင်းပြည်ပြန်လဲငြိမ်းချမ်းမှုပြန်လဲဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမို့ဒီမိုကရေစီလမ်းကြောင်းမို့ရောက်ဖို့အတွက်ကတော့ကျွန်တော်တို့ကငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ တွဲဆုံဆွေးနွေးလမ်းကြောင်းတွေကိုသာရွေးချယ်ရလိမ့်မယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်မိတယ်။နောက်ဒီလိုသုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟလာအခုဒေသဆိုင်ရာတွေမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဆိုပြောရရင်ဒါရန်ကုန်သားတော်တော်များများဆိုတိုင်းရင်းသားဒေသတွေမရောက်ဘူးပါဘူး။မရောက်ဘူးပါဘူး။ဒါပေမဲ့ကျွန်တော်တို့နောက်ပိုင်းတိုင်းရင်းသားတွေနဲ့တွေ့လာကြတဲ့အခါတိုင်းရင်းသားတွေလည်းကျွန်တော်တို့မြန်မာအဓိကအဖြစ်တော့ဒီဟလာဒီကျွန်တော်တို့မြေပြန့်ဒေသတွေကိုသူတို့မရောက်ဘူးကြောက်။အဲ့တော့တောင်နဲ့တယောက်ကြားမှာကဟိုထိတွေ့ဆက်ဆံမှုကအရန်အားနေတယ်။အဲ့တော့ထိတွေ့ဆက်ဆံမှုတွေများများလုပ်ခြင်းအပြင် တောင်းတဲ့တယောက်ကြောင်းမှာ dialogue တွေပေါ့နော် dialogue ဆိုတာအရင်ကြီး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 ပြောတာပါဆွေးနွေးပွဲဆိုတာလည်းဒါကြီး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 ပြောတယောက်တော့ထိတွေ့ဆက်ဆံမှုတွေထိတွေ့ဆက်ဆံမှုတွေလုပ်လုပ်ပြီးတော့တယောက်တယောက်ဟုတ်လားဘလို့ဘလို့ဖြစ်ချင်းနေဘလို့လုံနိုင်နေဒါမျိုးတွေဆွေးနွေးခြင်းနဲ့ပဲကျွန်တော်တို့ကတိုင်းမျိုးပြန်ပြီးတော့ငြိမ်းချမ်းမှုရအောင်ပြန်လုပ်သွားနိုင်ရပြန်လုပ်သွားနိုင်မယ်နော်ဟိုအလားငါတို့ပဲရှိရမယ်နင်တို့မရှိနဲ့အာနင်တို့ရှိရနင်တို့မရှိအောင်ငါတို့ပဲရှိရမယ်ဆိုတဲ့အတွေးခေါ်မျိုးနဲ့တော့တိုင်းမျိုးတိဆောက်လို့မရဘူးအားလုံးကျွန်တော်တို့ကဟာလာဒီလက်ရှိ ျွန်တော်တို့နိုင်ငံတော်အကြီးအကဲတွေပြောနေလို့ပဲတို့တောင်းဝင်အရေးသုံးပါဘူးနော်။နောက်တိုင်းသားစီလုံးညီညွတ်မှုမျိုးကွဲဒါကောကကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲလက်နက်နဲ့တိဆောက်လို့မရဘူးတွဲဆုံဆွေးနွေးရင်းနဲ့တာသွားရမယ်ဒီအရီအတွက်ကိုသတင်းစကားတွေပေးနေတာတစ်ဖက်မှာစစ်ပွဲတွေဟဲ့လားဘယ်လိုဘယ်လိုခေါ်မလဲတချို့တစ်ဖက်မှာကဟိုမလွဲတာမရှောင်တာလို့စစ်ပွဲတွေတိုက်ခိုက်နေရပေမဲ့တက်မလို့နဲ့နိုင်ငံတော်အနေနဲ့ကဒီဘက်မှာလည်းညီညာရေးတကားတွေကို 24နှစ်ဖွင့်ပေးထားတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကမြင်အောင်ကြည့်ဖို့လိုတယ်ဟုတ်လားဟိုဘယ်လိုခေါ်မလဲအစွမ်းရောက်စိတ်ဓာတ်တွေနဲ့ဟိုအစိုးမြင်ဝါဒတွေနဲ့ကြီးပဲကြည့်နေလို့ကတော့တိုင်းပြည်လည်းဘာမှဖြစ်လာမှာမဟုတ်တယ်လို့အဲ့ဒီလိုအစိုးမြင်တတ်တဲ့အုပ်စုတွေလည်းဘာမှဖြစ်လာမှာမဟုတ်เนาะကျွန်တော်ပြောနေတယ်ဒီဘက်မှာစစ်ပွဲတွေတိုက်နေလို့ဒီဘက်မှာငြင်းငြင်းကြီးတကားတွေဖွင့်ထားရဲဆိုတော့ဒီတည်င်းတွေကိုဟိုဘယ်လိုခေါ်မလဲနှစ်ခုရှင်တွဲပြီးတော့သုံးသက်ကြဖို့လိုတယ်လို့ကျွန်တော်ကဒီတည်င်းစကားကိုပေးခြင်းလို့ ဒီနေ့ဒီသတင်းလေးကိုသုံးသပ်ရတာဖြစ်တယ်လို့ပြောရင်းနဲ့